ခင်ဗျာတွေ့ဆုံမင်းမြန်ကအစီအစဉ်မှာကြိုဆိုပါရဲကျွန်တော်ဒီနေ့တွေ့ဆုံမင်းမြန်မှာတော့ဦးမင်းစင်ပေါ့နော်ဦးမင်းစင်ကဆိုလို့ချင်းမြန်မာမဟာဗျူဟာနဲ့မူဝါဒလေးလိုက်ဆိုင်ရာ Institute ရဲ့ Executive Director တယောက်ဖြစ်ပါတယ်အဲ့တော့ကိုမင်းစင်အဲ့တော့ဒီကျွန်တော်တို့အခုဘုံမာကြီးမှာအပြောအများဆုံးကတော့20တရာစုပင်လုံးညီလာခံပေါ့နော်ကျွန်တော်တို့ပြည်တော်စုညီညာရေးညီလာခံပေါ့အဲ့ဒါကို August လမှာလုပ်မယ်အဲ့ဒါနဲ့တပြိုင်တည်းမကြခင်ကလှုပ်ရှားမှုတွေတော်တော်ရှိတယ်ပေါ့ဒါနဲ့အကုန်လုံးဒီ250တွင်မှာဒါ အကြတာဦးဆောင်တဲ့အစိုးရပေါ့နော်သမရဦးထင်ကျော်ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာတကယ်တမ်းကျတော့ပြည်ထောင်စုအသစ်တစ်ခုပြန်လည်တည်ထောင်ဖို့ကြိုးစားနေတယ်။ဒါနဲ့ပတ်သက်လို့ကိုမင်းစင်လည်းဒီသူတွေဒီတူအနေနဲ့ပေါ့နော်တကယ်တမ်းကျွန်တော်တို့ဒီ nation building state building တိုင်းပြည်ထူထောင်ရေးဒီလိုမျိုးကျွန်တော်တို့ပြည်ထောင်စုတစ်ခုပြန်လည်ထူထောင်ရေးမှာဘာတွေလုပ်ပြီးပြီလဲဘာတွေလုပ်ဖို့ကြံလဲဘလို့စိန်ခေါ်မှုတွေရှိတယ်အဲ့ဒါလေးပထမဆုံးပြောပြပေးပါဦးခင်ဗျာ။ ဟုတ်ကဲ့ဒီမြန်မာနိုင်ငံရဲ့ပြဿနာတွေပေါ့နော်ဒီပြဿနာတွေကိုသုံးသပ်ကြတဲ့အခါမှာပြဿနာအားလုံးရဲ့ရေတောက်မြင့်ဟာဘာလဲဆိုပြီးတော့လို့အကဲဖြတ်ကြတာရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြောချင်တာကတော့ဒီစစ်အာဏာရှင်စနစ်ဟာ1962ပေါ့နော်တချို့လည်း58ထဲကစပြောတာပေါ့62ကပဲစပြောကြပါစို့ဟလာ2015လောက်အထိပေါ့နော်ဒါပုံစံတစ်မျိုးမျိုးတစ်မျိုးနဲ့ရှိနေတယ်အခုလည်းဆက်ပြီးရှိနေတယ်ပေါ့လေဒါပေမဲ့လည်းမြန်မာပြည်ရဲ့ပြဿနာအားလုံးရဲ့ရေတောက်မြင့်ဟာစစ်အာဏာရှင်စနစ်လို့ ြောမယ်ဆိုရင်အဲ့ဒီအကဲဖြတ်ချက်ဟာမပြည့်စုံဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်တကယ်တော့မြန်မာနိုင်ငံရဲ့အဓိကပြဿနာဟာဟလာဒီခင်မီပေါ့နော်ဒီ modern nation state လို့ခေါ်တဲ့ခင်မီနိုင်ငံတော်အစ်ကိုဟလာပြည်တော်စုအစ်ကိုဟလာပြည့်ပြည့်ဝဝမတည်ဆောက်နိုင်ခဲ့တဲ့ပြဿနာဖြစ်ပါတယ်။ဒါတချို့ကတော့ဘလောက်တောင်ပြောလဲဆိုရင်ဒါဟာ state building nation building failure ပေါ့နော်။မအောင်မမြင်ဖြစ်တယ်လို့တောင်ပြောပါတယ်။အနည်းဆုံးတော့ဟလာဒီ incomplete လို့ခေါ်တဲ့မပြည့်မစုံဖြစ်တဲ့ လာပြည်တော်စုကိုကျွန်တော်တို့လက်လက်ဝယ်ရရှိထားတာဖြစ်ပါတယ်တကယ်တော့မြန်မာနိုင်ငံတော် this ဆိုတာဟာဒီကျွန်တော်1948ပင်လုံစာချုပ်နဲ့မှပေါ်လာတာပါအဲ့ဒီမတိုင်ခင်တော့ရှိတယ်ဆိုတော့ဟာတကယ်တော့ကျွန်တော်တို့ဗြိတိတ်တွေရဲ့အင်္ဂလိပ်ကိုလိုနီစနစ်ရှိမယ်เนาะဗြိတိတ်တွေရဲ့ကျွန်တော်တို့မျိုးပြနိုင်ငံတော်တွေရှိတာပေါ့မတကယ်တမ်းကျတော့ဒီဒီပင်လုံစာချုပ်ကိုနိုင်ကိုကဟိုအနာအစာလေးတွေချွင်းချက်လေးတွေရှိပါတယ်ဒါပေမဲ့လေဒီဟာတကယ်လုံမယ်ဆိုရင်ဟိုစာလုံရင်စပေါ့နော်တကယ်ကောင်းတဲ့အစာဖြစ်နိုင်ပါတယ် ဒါပေမဲ့နှစ်ပေါင်းအဆက်ဆက်ပေါ့နော်ဒါပမာဏငွေသမားတွေကိုဟလာပြီးပြင်းစစ်ကြောင်းဟလာကကာနာဒီစစ်တပ်ကအာဏာသိမ်းတဲ့အတွက်ကြောင့်မို့ဒီပင်လုံစာချုပ်ဟာပြက်ပြဲလို့ဖြစ်သွားရပါတယ်အဲ့တော့အခုလာတော်ဆန်းစုကြည်ဦးဆောင်ပြီးတော့အစိုးရတက်လာတဲ့အခါမှာအလုံးကအများကြီးမျောလင်းကြတယ်သူကလည်းငင်းညံ့ရေးကိုဦးစားပေးမယ်ဆိုပြီးသူလှုပ်တယ်ဆိုတော့ဒီထူးခြားတာကတော်ဆန်းစုကြည်ဟာမြမတမိုင်းမှာ အာဏာရောဩဇာရောနှစ်ခုစလုံးကို ပိုင်ဆိုင်ထားတဲ့လူရှာရှာပွားပုံကူဖြစ်ပါတယ်1962ကစပြီးတော့တချို့လူတွေဟာအာနာအယန်းအာနာဆောင်အယန်းထက်တယ်ဒါပေမဲ့ဩဇာမရှိဘူးလာတော့ဆန်းစုကြည်ကတော့ဩဇာလည်းရှိတယ်အခုဆိုရင်ဒါနိုင်ငံတော်အတိုင်းအမြံဆိုတော့အာဏာလည်းဒါပုံမှန်လည်းပြောရမယ်ဆိုသူရှိမှအဓိက ချုပ်ကင်ထားတာဖြစ်ပါတယ်ဒီလိုပုံကူမျိုးကဥစည်းဥဆောင်လုပ်မယ်ဆိုတော့အားလုံးကအများကြီးမျောလင့်ပါတယ်အဲ့တော့ဒီပြည်တော်စုတစ်တိဆောက်ရေးဟလာနိုင်ငံတော်တစ်တိဆောက်ရေးဟာဟလာဘလောက်ထိခီးရောက်မလဲဆိုတာကတော့ကျွန်တော်အားလုံးဝိုင်းပြီးတော့ဟိုဓမ္မတိထန်ကြကြသုံးသပ်ကြမှာဖြစ်ပါတယ်တကယ်ဗျာဦးမင်းစင်ပြောသလိုပဲကျွန်တော်မြန်မာနိုင်ငံရဲ့ဒလေရတကယ်ကတော့ဒီမိုကရေစီနဲ့ဝေးပါတယ်ဒီလိုပဲဒီကိုလိုနီရပြီးတော့မှပဲကျွန်တော်တို့ရခဲ့ကြတာပေါ့နော်တကယ်လည်းမလို့ခြင်းမဲ့နဲ့ရခဲ့တဲ့ဟိုကျွန်တော်တို့ဒီအမွေဆိုးပေါ့နော်ဒီ post colonial theory လည်းပြောကြပါတယ်ဆိုတော့ဆေးရနာရှင် တခုတည်းကြောင်းတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အခုအစွမ်းပြောသလိုပဲဒါပေမဲ့ဒီလိုအခြေအနေမှာပဲဒေါန်စန်းစုကြည်လို့ဩဇာရောအာဏာရောရှိတဲ့လူကတကယ်တမ်းဒီပြည်တော်စုတခုကိုပြန်တည်ဆောက်မယ်ဆိုရင်ဘာကိုဦးစားပေးပြီးတော့ဘယ်လိုညှိနှိုင်းမှုနဲ့ဘယ်လိုတည်ဆောက်သင့်လဲဘာကိုအရေးတကြီးဦးစားပေးလှုပ်ဆောင်သင့်လဲအဲ့ဒါလေးကိုပြည့်စုံပြောပြလို့အရင်ဆုံးအရေးကြီးတာကတော့ဒီနှစ်ပေါင်းများစွာနာကျင်နှစ်နာခဲ့တဲ့လူတွေရှိပါတယ် ဟိုတိုင်းရင်းသားတွေမှာပေါ့နော်အထူးသဖြင့်ဒီပြည်တွင်းစစ်ဖြစ်တော်တဲ့ကြောင့်မို့တိုင်းရင်းသားမှာဗမာဘက်မှာပြန်လန်းပေါ့နော်နာကျင်မှုတွေအများကြီးရှိပါတယ်တိုင်းရင်းသားအချင်းချင်းကြားထဲမှာလည်းရှိပါတယ်ဒါဒီနာကျင်မှုတွေကို အချင်းပေးပြီးနားထောင်ဖို့လိုပါတယ်အကြီးကြီးဆုံးကအဲ့ဒါပဲအဲ့တော့ဟိုတစ်ခုခုကိုလုပ်မယ်ဆိုရင် ကျွန်တော်တို့ကဒီလိုနာကျင်နစ်နာခဲ့မှုတွေကိုနားထောင်ပြီးတော့မှရှေ့ဘလို့ဆက်မလဲဒီနိုင်ငံရဲ့အနာဂတ်ကိုကျွန်တော်က vision ခေါ်တာပေါ့နော်ဘလို့အမျှော်အမြင်နဲ့အနာဂတ်ကိုပုံဖော်မလဲဆိုတော့ အတူတူကဝိုင်းစဉ်းစားဖို့လိုပါတယ်အဲ့တော့ vision ကိုသိဥစားမပေးဘဲနဲ့ဒီဖြစ်စဉ်တွေပေါ့နော်လုပ်ငန်းစဉ်တွေ process တွေကိုအတင်းထိုးသွင်းနေဖုတ်ပူမြိတိုက်လာလက်မှတ်ထိုးသာသွားကြမယ်ပြီးခဲ့တာတွေမေးလိုက်တော့ရှေ့ဆက်သွားမယ်ဆိုပြီးတော့အတင်းတွန်းလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုတော့ဒီမျက်နာခဲ့ရတဲ့လူတွေဘက်ကမချိမလဲဖြစ်တာဖြစ်နိုင်ပါတယ်ဆိုတော့စိတ်ထဲမှာကျွန်တော်တို့ political mood ပေါ့လေမတူးမတန့်ဖြစ်တာဖြစ်နိုင်ပါတယ်အဲ့လိုဖြစ်လို့ရှိရင်ဟိုဟို sign board တင်တာ ဟိုဖဲကြိုးဖြတ်တာအခမ်းအနားလို့တော့အောင်မြင်ကောင်းအောင်မြင်နိုင်မယ်တကယ်တကယ်အနှစ်သာရအရာပေါ့နော်ပြည်တော်စုတစ်ခုကိုတိစောက်ဖို့ခက်ပါတယ်ဘာလို့လဲဆိုတော့ vision လို့ပြောတဲ့အမြင်အမြင်မှာအဓိကအမြင်အမြင်လို့ကျွန်တော်ပြောတဲ့အခါမှာဒန်းတူကြီးကိုဘယ်လောက်အာမခံပါလဲဟုတ်လားတရားမျှတမှုကိုဘယ်လောက်အာမခံပါလဲလွတ်လပ်ခွင့်တွေကိုဘယ်လောက်အာမခံပါလဲတချို့ကိစ္စတွေကဟိုအာမခံတယ်ဆိုတာတကယ်တော့ဟိုကိုယ့်ဘက်ကတာဝန်ယူမှုကိုပြတ်သားတာပေါ့လေဒါအာမခံတဲ့အကုန်ဖြစ်ရောလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးတခါတလေကျတော့ဒေါ်ဝင်ဆန်းစုကြည်ကပြောတဲ့စကားတွေဟာဟုတ်လားဟို ဟိုကျွန်တော်တို့ bargain လို့ခေါ်တဲ့အပေးယူနဲ့စိတ်ဆက်ဆွေးနွေးဘက်ကိုတိတ်ရောက်ပြီးတော့ဒီအာမခံပေးတဲ့ဘက်ကိုအားနည်းတယ်လို့တိုင်းရင်းသားတွေဘက်ကယူဆတာလေးဖြစ်တတ်ပါတယ်။တလောကဆိုရင်ဒါကျွန်တော်တို့ဒီဒေါန်ဆန်စုကြည်နဲ့တိုင်းရင်းသားကောင်းဆောင်တွေပေါ့လည်းမှမထိုးပါသေးတိုင်းရင်းကောင်းကသားကောင်းဆောင်တွေတွေ့ပြီးမှတိုင်းရင်းသားကောင်းဆောင်တို့ဖြစ်တဲ့ခူးတွေကပြောတာဆိုရင်ဒါကိုသွားပြီးတော့ထင်ဟက်နေပါတယ်။အဲ့ဒါဟိုဟိုဟိုတောင်းတိုင်းအကုန်မရနိုင်ဘူးလို့ဟုတ်လားမပေးနိုင်ဘူးလို့အာမမခံနိုင်ဘူးလို့ဒါကလက်တွေ့နိုင်ငံရေးမှာတော့ဒေါန်ဆန်စုကြည်ပြောတာမှန်ပါတယ်။ဒါပေမဲ့လည်း ဒီလိုစကားပြောကြဆွေးနွေးကြတဲ့အခါမှာဟိုကိုကနိုင်ငံတော်ခေါင်းဆောင်ဖြစ်လာတယ်ကိုကလာအများစုကိုကိုစားပြုတဲ့ခေါင်းဆောင်ဖြစ်တဲ့ခါမှာကိုဘက်ကအချီအလေအာမခံချက်တွေပေးဖို့ကိုဘက်ကလာမျက်နာချက်တွေကိုတခြားနားထောင်ဖို့ပြီးတော့အပြန်အလှန်ပေါ့နော်ငါတို့အနာဂတ်ကိုတော့ဒီလိုတည်ဆောက်မယ်ငါမှတာဝန်ရှိသလိုအားလုံးမှလည်းတာဝန်ရှိတယ်ဆိုတဲ့သဘောမျိုးအထိပထမပိုင်းကတော့ကိုကကိုကတာဝန်ခံတာပြီးတော့တကယ်တကယ်သွားတဲ့ခါမှာတော့နှစ်ဖက်စလုံးမှတာဝန်ရှိရဆိုပြီးတော့အဲ့လိုဆွဲခေါ်သွားနိုင်တဲ့ vision ပေါ့လေ vision ဘိုင်းကိုတော့အဓိက အရင်စပြီးစဉ်းစားတဲ့နေထင်ပါတယ်နော်အဲ့ဒါပြီးတော့မှလည်း process ပေါ့လေခုနကစဉ်းစားပါဟုတ်ကဲ့အာမခံနေဆိုပဋိညတ်တစ်ခုပေါ့ဗျာကျွန်တော်တို့အကုန်သဘောတူတဲ့ဟာအဲ့လိုပဲ NLD ရဲ့ရွေးကောက်ပွဲကြီးညာချက်73ချက်ရှိပါတယ်အဲ့မှာ Federal Democracy ပြည်ထောင်စုတည်ထောင်မယ်လို့ကြေညာထားတယ်အဲ့ဒါလိုပဲကျွန်တော်တို့တိုင်းသားတွေကလည်း Federal Democracy ပြည်ထောင်စုဆိုပြီးတော့နောက်ဆုံးမိုက်ကြမ်းရမှာလည်းကြေညာတယ်တမတော်ကလည်းပြောတယ်တို့ဒီလည်း Federal ကိုပေးနေပါတယ်အစွန်းအခုတကယ်ဖြစ်လာမယ့်27ပင်လုံးဟာ ဒီလိုမျိုးစကလုံးတော့တူတယ်တကယ်ရောနားလည်မှုတကယ်ရှိကြပြီလားတကယ်ရောအာမခံပေးကြလားဖက်ဒရယ်ဆိုတော့အာဏာခွဲဝေးပြီပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဘလို့အာမခံညနေရပြီလဲပြီးရင်ဘယ်ကနေပြီးတော့ဆပြီးတော့တည်ကြတဲ့လက်ခံနိုင်တဲ့ဟာကိုဘလို့ဖြစ်နိုင်လဲအဲ့ဒါလေးနည်းနည်းဖြည့်ဆွတ်ပြီးပြောပြပါဦးမယ်ခုနဟိုကိုတိုးစော်လည်းပြောတော့လဲဒါအခြေခံကြတဲ့ကိစ္စပဲဒီကောင်ကတော့ဒီပဒိန်ညင်ပေါ့နော်ဒီပြောင်စုဟာ58မှာစတိဆောက်ကတဲ့ကသူကပဒိန်ညင်ပေါ်မှာအခြေခံပြီးတိဆောက်ထားတာ ဟိုမိသားစုတွေဆွေမျိုးမောင်နှမတွေဟို organic union မဟုတ်ဘူးဒါ contractual union ဗဒင်းညင်ပေါ်အခြေခံပြီးစာချုပ်ပေါ်အခြေခံပြီးဖြစ်တဲ့ဟလာပြည်ထောင်စုတစ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအခိုင်အမာဟိုခံယူဖို့လိုပါတယ်ဒါမှအခုပြန်ပြီးတော့ကျွန်တော်နဲ့စက်တရားစုပြည်လုံးမှာဒီဖြစ်ခဲ့တဲ့ဗဒင်းညင်မှာရှိတဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးတော့ဗဒင်းညင်အစ်စ်တစ်ခုကိုကျွန်တော်တို့ကဆက်ပြီးလှုပ်ချင်တာပေါ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီနိုင်ငံတော်မှာဥဆောင်နေတဲ့ပုံကူတွေဘက်ကဒါနဲ့ပတ်သက်လို့ရှင်းလင်းတဲ့ ိုတာဝန်ယူမှုအမှတ်ခံချက်တွေရှိဖို့လိုပါတယ်အခုထိသိရတဲ့လောက်ကတော့ခုနကပြောသလိုပဲဟလာဖက်ဒရယ်ပုံစံကိုသွားကျင်တယ်ဒါပေမဲ့တက်မတော်ရဲ့စဉ်းစားချက်ကတစ်မျိုးဖြစ်နိုင်တယ်တိုင်းဒေသနဲ့ကိုင်းတဲ့စဉ်းစားချက်ကတစ်မျိုးဖြစ်နိုင်တယ်တိုင်းဒေသနဲ့ကိုင်းတဲ့မှာတော့မှလက်မှတ်ထိုးပြီးသားအဖွဲ့နဲ့လက်မှတ်ထိုးရသေးတဲ့အဖွဲ့ရှိနိုင်တယ်တခါဝါတို့လိုမျိုးတည်တံ့အင်အားစုတွေကလည်းတစ်မျိုးတစ်မျိုးစဉ်းစားတာဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်ထင်တယ်တခါမြေပေါ်နိုင်ငံရေးပါတီတိုင်းဒေသနိုင်ငံရေးပါတီဘက်ကစဉ်းစားချက်ရှိနိုင်တယ်အရက်ဖက်အဖွဲ့စည်းတွေဘက်ကစဉ်းစားချက်ရှိနိုင်တယ်အဲ့တော့ကျွန်တော်အမြင်ကတော့ဒါကြောင့်ဒီဖြစ်စဉ်ဟာ ရှည်နိုင်တယ်။ဟိုတာရှည်နိုင်တယ်။ဒီဖြစ်စင်မှာစိတ်ရှည်ဖို့လိုတယ်။အလွန်အမင်းအမြန်အစံဒီကျွန်တော်တို့လုပ်ငန်းစဉ်တွေကိုအတင်းထိုးထည့်ရတဲ့ဆာလို့ရှိရင်အဲ့လိုအခြေခံကျတဲ့ value စီမှာတံပိုးထားမှုတွေမှာသဘောထားတူညီအောင်တိုက်ဆိုင်ဖို့ခဏခဏတွေ့နေဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်ခဏခဏစကားပြောနေဖို့လိုတယ်ဒါပေမဲ့ဒီလိုပြောလို့ဒေါအောင်ဆန်းစုကြည်ကအားလုံးကိုလိုက်တွေ့ရမယ်။ तू ကပဲဒိုင်ခံဆူနေရမယ်လို့မဟုတ်ပါဘူး။မိုင်းမှာတစ်ခုလိုတာကတော့ခေါင်းဆောင်တွေကနေပြီးတော့ delegate လို့ခေါ်တဲ့တာဝန်ခွဲပေးတဲ့အလေးထား ဟိုလုံနိုင်မယ်ဆိုရင်ကျွန်တော်ထင်တယ်ဟလာအခုငင်းငင်းကြီးလည်းလုံလာငင်းငင်းကြီးလို့သူစီးပွားကြီးလည်းလုံဒါတွေအကုန်လုံးဆက်ဆက်နေတော့အဲ့လိုလုံစီးပွားကြီးလို့သူနိုင်ငံရေးမှာလည်းပြင်ပြောင်းလဲမှုတွေလုံအဲ့လိုမဟုတ်ဘဲနဲ့ငင်းငင်းကြီးတစ်ခုတည်းဦးစားပေးဆိုပြီးတော့ဟလာနိုင်ငံတော်အတိုင်းပင်ခံကသူရဲ့ရှိသမျှအခြေအနေအကုန်လုံးဒီပေါ်မှာပဲအားဆိုင်နေရမယ်ဆိုလို့ရှင်ကျန်တဲ့နေရာမှာလည်းလင်ဟင်းနိုင်တယ်အဲ့တော့စီးပွားကြီးမှာတဖြည်းဖြည်းနဲ့အားနည်းလာလို့ရှိရင်လည်းငင်းငင်းကြီးအလားလောက်အများကြီးထိခိုက်နိုင်ပါတယ်ဟုတ်ကဲ့ဗျတိုင်းသားတွေအများကြီးမျှော်လင့်တာတန်းတူရေးပေါ့ဗျာနော်အဲ့တော့တကယ်တမ်း ဒီဒေါ်သက်စွကြည်ဦးဆောင်တဲ့အစိုးရရောတကယ်တမ်းတိုင်းရင်းသားတွေလိုချင်တဲ့တန်းတွေရောတကယ်အမကန်ပေးနိုင်ပါမလားပြီးရင်ပေးရင်လည်းဘလို့ပုံစံမျိုးပေးတယ်လည်းအဲ့လိုလည်းနည်းနည်းဖြည့်ဆွဲပြီးတော့ဆွေးနွေးပြီးပြောပါမယ်ဟိုမျက်မျက်တတပြောရမယ်ဆိုရင်တော့ဒေါ်သက်စွကြည်ဟာလည်းဒါနိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ဟလာဩဇာအာဏာရှိတယ်ဆိုတော့ညာလေလက်ရှိ2008အခြေခံဥပဒေဟာတကယ်တော့သူ့ကိုချုပ်ထားဟလာကန့်တတ်ထားရအများကြီးရှိပါတယ်အဲ့တော့ဟိုဗမာစကားမှာတော့တကူထဲမှာချင်းတဲ့နှကောင်မအောင်နိုင်ဘူးလို့ပြောပြမယ်လေ2008အခြေခံဥပဒေကတကယ်တမ်းကျတော့ ဟိုတက်မတော်နဲ့ဒီဂျုအစိုးရပေါ့နော် NLD အစိုးရကိုတကူထဲမှာချင်းတဲ့ကောင်အတင်းအောင်းခိုင်းထားသလိုဖြစ်နေပါတယ်အခုတော့တဒံအားဖြင့်ပေါ့လေအမြင်ပန်းအားဖြင့်တော့ထိပ်ပိုင်းကောင်းဆောင်တွေပြည်လဲတယ်ဆိုတဲ့အမြင်မျိုးရှိပါတယ်ဒါလည်းကောင်းတဲ့လက္ခဏာပါဒါပေမဲ့လည်းတကယ်အကျိုးစီးပွားရဘလောက်အထိအရက်ဖက်စစ်ပတ်ဆက်ဆံရေးမှာပြောင်းလဲသွားသလဲဆိုတော့အင်မတန်မှအခဲဖြတ်ဖို့စောပါသေးတယ်ဒါကြောင့်မို့တော့ဆန်းစုကြည်ဟာတိုင်းရင်းသားတွေရဲ့တောင်းဆိုချက်ကိုအာမခံနေဆိုတဲ့နေရာမှာတက်မတော်ရဲ့သဘောထားမပါဘဲနဲ့အာမခံလို့မရနိုင်ဘူးလို့ထင်ပါတယ် စိတ်ပူစရာကဘာဖြစ်သွားလဲနောက်ဆုံးချိန်တုန်းဆန်းစုကြည်ကိုထိုင်ကကတိုင်းသားတွေဘက်ကမြင်လာနေတာကတတ်မတော်ကိုကိုစားပြုပြောပေးနေသလားဆိုတဲ့အထိတော်မှမြင်သွားနေတာရှိပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့လေဒီကိစ္စရေတုံးတက်တဲ့အခါမှာဟာလာဒီဒေါန်ဆန်းစုကြည်ရဲ့အကန့်သက်ပေါ့နော်ဟိုဟိုမမြင်မဲနဲ့သူ့ကိုကြည့်ပြီးအတင်းတွန်းနေမယ်ဆိုလဲမျှတတဲ့ဘောမဆောင်ပါဘူးဟုတ်ကဲ့ခင်ဗျဆိုတော့ဒါ စစ်ဘက်ရဲ့ဘက်ဆက်ဆံရေးကိုပြောလာတယ်အခုကျွန်တော်တို့ဒီဇူလိုင်16ပေါ့နော်အာဒါနီနေ့ကလည်းဗိုလ်ချုပ်မွေးမင်းအောင်လည်းကိုယ်လည်းတက်တက်ခဲ့တယ်နောက်ပြီးတော့ဒေါ်နန်းစုကြည်အိမ်မှာဆွန့်ကျွေးမှာဗိုလ်ချုပ်တော်တော်များများပါခဲ့တယ်ပေါ့အဲ့ဒါကလည်းတိုင်းရင်းသားတွေတွေ့မယ်မှတ်ကြမ်းနဲ့သွားတိုက်ဆိုင်တယ်အဲ့ဒါဆိုလိုတာအစိုးရနဲ့စစ်တပ်ကတော့တခုတည်းတိုင်းသားတွေကိုပို့ပြီးတော့များရေဥစားဟာငါတို့ကတော့ဟိုတစ်ဖွဲ့တည်းရှိတယ်မင်းတို့ဘက်ကတော့စဉ်းစားဆိုတဲ့ signal မျိုးရောက်သွားလာပေါ့နော်ဘုမနိုင်ငံရေးအင်အားစုတုံ့ခုစဉ်းစားတဲ့အပေါ်မှာတော့အဲ့တော့လက်ရှိအခြေအနေ အစိုးရရဲ့တက်မတော်နဲ့ဂျင်းနေမှုအပေါ်မှာတိုင်းရင်းသားတွေအောင်စိုးရိမ်မှုဖြစ်လာနိုင်လားအဲ့အတွက်ပို pressure ဖြစ်လာနိုင်လားအဲ့ဒါနဲ့ပတ်သက်တဲ့အကျိုးသက်ရောက်မှုတွေပြောနည်းနည်းဖြည့်ဆွဲပြီးတော့ဆွေးနွေးပေးပါဦးခင်ဗျာဒီကိစ္စကတော့တိမ်မွေ့တယ်ဗျအကဲလေအကဲဆက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နည်းနည်းလဲဟိုဘောလေမှန်းမှန်းစပြီးတော့ပြောရတာမသိတော့ပါဘူးဒါပေမဲ့လေဟိုအရက်ဖက်စစ်ဖက်ဆက်ဆံရေးပေါ့နော်အရက်ဖက်စစ်ဖက်ဆက်ဆံရေးမှာတိုးတက်မှုတွေရှိလာတာကောင်းတဲ့လက္ခဏာပါပဲဒါပေမဲ့အရက်ဖက်စစ်ဖက်ဆက်ဆံရေးမှာတိုးတက်လာတိုင်းတိုင်းသားအရေးမှာ ပြည်ထောင်စုတည်ဆောက်ရေးမှာတိုးတက်လာမယ်လို့ယတိပြပြောလို့မရဘူး။အရက်ပတ်စစ်ပတ်စစ်ဆံရေးမှာတိုးတက်လာတိုင်းဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာလက္ခဏာကောင်းတွေရလာမယ်လို့ယတိပြပြောလို့မရဘူး။အရက်ပတ်စစ်ပတ်စစ်ဆံရေးတိုးတက်လာတိုင်းစီးပွားရေးကောင်းလာမယ်လို့ပြောလို့မရဘူး။အခုကြည့်ရတဲ့သဘောတိုင်းဆိုရင်ကျွန်တော်လက်လက်မိတယ်လို့ပြောကြည့်တဲ့တိုင်းရင်းသားကောင်းဆောင်နေပေါ့နော်။ပြောကြည့်တဲ့ခါမှာသူတို့မှစိတ်ပူမှုတော့ရှိပါတယ်။သူတို့ကမြင်တာကတော့လာတော့ဆန်းစုကြည်နဲ့သူတို့ဟာတောက်လျှောက်တိုက်ပွဲဝင်ခဲ့တယ်။လာတဖွဲ့တဲ့ရဲဘော်ရဲဘက်တွေလို့သူတို့ကမြင်ပါတယ်။အခုအချိန်မှာတော့ဆန်းစုကြည်ဟာ အာဒီတမရော်ခေါင်းဆောင်တွေနဲ့တိတ်ပြီးတော့နှိကက်ပြည်လေလို့မြင်တဲ့ခါမှာလဲသူတို့မှာတစ်ဖက်ကလည်းဒါအလုံးဝမ်းတာပါတယ်ဒါတိုင်းပြည်ရဲ့ခေါင်းနဲ့လက္ခဏာပါတစ်ဖက်ကလည်းသူတို့စိတ်ပူတယ်ဟဲ့လားဒါဒါဟာဟိုတောက်လျှောက်ပလေဒါကျွန်တော်တို့ဒီ time မှာလည်းကျွန်တော်နည်းနည်းစမ်းမနေဘူးတဲ့ခါတော့ဒီတိုင်းသားတချို့ပေါ့မြင်တဲ့အမြင်ပြင်းထန်တဲ့အမြင်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမိုကရေစီပမာနဲ့စစ်တပ်ပမာတကယ်တော့အတူတူပါပဲတချိန်ကျရင်ပေါင်းသွားပြီးငါတို့နှိပ်ကွပ်မှာပဲဆိုရင်အမြင်ဟာကျွန်တော်တို့ဒီတိုင်းသားတွေနဲ့ဆက်ဆံမှုတွေလိုနေသိပါတယ်ဆိုတော့အဲ့လိုအမြင်မျိုးပြန်အားကောင်းလာရင်လည်းမသင့်တော်ပါဘူး အဲ့တော့ကျွန်တော်မြင်တာကဒါဟာဒေါန်ဆန်းစုကြည်နဲ့တမတော်နဲ့ပြည်လဲတာဟာတမတော်ခေါင်းဆောင်တွေနဲ့ပြည်လဲတာဟာပေါ့နော်ဒါဟာအမျိုးသားရင်ကြားစစ်ရေးအတွက်စစ်မှန်တဲ့ခြေလှမ်းဖြစ်တယ်အမတမအရေးပါတဲ့ခြေလှမ်းဖြစ်တယ်ဆိုတာတမတော်ခေါင်းဆောင်များရောဒေါန်ဆန်းစုကြည်ရောပြသမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့လိုပြသနိုင်တယ်ဆိုရင်တော့ခုနကပူပန်မှုတွေရောပါနိုင်ပါတယ်အဲ့လိုပြသဖို့လဲလုပ်မယ်လို့ကျွန်တော်ထင်ပါတယ်လုပ်လဲလုပ်သင့်ပါတယ်